ကမင်းသားပါခင်းတော့အရန်နေပါအဲကင်မရာလည်းလုံးဝမကြောက်တော့ခင်းငင်ငယ်တော့အတိုင်းပါပဲဟိုကင်မရာကြီးကလည်းသူ့ကိုပဲလိုက်တယ်တော့တန်လိုက်လို့ဖြစ်နေတယ်ကင်မရာလည်းဆိုအဲ့လိုမျိုးဟိုအမှုပညာတွေးလဲအပြေဝါပါတယ်အဲ့တော့ကိုဘေဘီလေးကအဲ့လိုမျိုးခေးတို့လိုပဲခေးဖစ်ဖစ်လိုပဲလို့မြင်ရတော့အယံဝမ်းသာပါတယ်။သူကတော့အာဖရိကရောက်နေပြီးပျော်ရဲပေါ့ Happy Birthday ပေါ့နော်ဒါပေမဲ့သူဒီမှာချင်သိမ့်တွေ့တယ်ဘာညာကတော့အရင်ဆုံးပေါ့နော် Happy Birthday ရတော့ဒုတိယပေါ့ က်ကြီးခြင်းလည်းအဲအသက်တစ်ခုရောက်လာတဲ့အချိန်ကျတော့လည်းပြန်ငယ်ခြင်းလည်းဒါပေမဲ့အခုကတော့ကိုယ်အသက်ရော်လည်းကိုယ်လက်ခံတဲ့အချိန်ရောက်လာပါပြီပေါ့နော်အရန်ဝမ်းသာပါတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံသားမနေနေရလဲအရန်ကြာပါပြီဒါခေးရဲ့အဲမိသားစုနဲ့ကိုယ်မွေးရဲ့နိုင်ငံမှာအကျင်းပါတယ်မွေးနေ့ပွဲပေါ့ပြီးတော့ခေးကအဲ့လိုမျိုးမွေးနေ့ပွဲမကျင်းပါတာလဲ15နှစ်လောက်ခေတာပေါ့နော်10နှစ်ကျော်သွားပြီ အဲ့တော့အရန်ပျော်ပါရဲ့ခီအရန်ကန်ကောင်းတယ်လို့လည်းချင်ပါတယ်အရန်လည်းအနေကလာပြီးတော့ဘတ်သေးဝစ်တွေလုပ်တယ်အပေးစကားတွေပြောပြရလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခီတဲ့ကိုခင်မေရဖို့ပြောမယ်ခင်နော်ဒါကမေမေလည်းအရန်ပျော်ပါရဲ့ဒါပေမဲ့မေမေတို့ကတော့အခုလောလောဆယ်နိုင်ငံသားရောက်နေရပေါ့နော် documentary တစ်ခုရိုက်နေလို့ပြပြနဲ့လိုက်သွားတယ်ဒါပေမဲ့အော်သူတင်တဲ့ post လေးဆိုလည်းရှိရပေါ့နော်ဒါကဘာပဲပြောမိသားစုနဲ့ အဲတူတူရှိနေရ first birthday လို့ပြန်ဖြစ်သွားတဲ့အတွက်သူလည်းအယောင်ဝန်းပါတယ်ဖြစ်လည်းအယောင်ဝန်းပါပါတယ်။အဲဒီမှာတော့လေးလေးပါတော့လို့ဒီစားလေးနဲ့ဆွေးနေရတယ်။သူကမင်းသားပါ။ခင်းတော့အယံနေပါ။အဲကင်မရာလည်းလုံးဝမကြောက်တော့ခင်းငင်ငယ်တော့အတိုင်းပါပဲ။ဟိုကင်မရာကလည်းသူ့ကိုပဲလိုက်တယ်တော့တန်လိုက်လို့ဖြစ်နေကင်မရာနဲ့ဆိုအဲ့လိုမျိုးဟိုအမှုပညာတွေးလဲအပြေဝါပါတယ်။အဲ့တော့ကိုဘေဘီလေးကအဲ့လိုမျိုးခေးလို့လို့ပဲခေးဖေဖေလို့ပဲလို့မြင်ရတော့အယံဝန်းတာပါပဲအဲ့လိုပေါ့သူကသူကတော့ အဖရိကရောက်နေပြီပျော်ရယ်ပေါ့ happy birthday ပေါ့နော်ဒါပေမဲ့သူဒီမှာချင်သိတွေ့တယ်ဘာညာတော့အရင်ဆုံးပေါ့နော် happy birthday ရတော့ဒုတိယပေါ့ okay လဲအာ season ဂျင်းနေပေါ့နော်အဲ့လိုမျိုးအဖေနဲ့ตาလေးနဲ့အတူတူ something မော့ဇာမီလာမီမျောနိုင်ငံသားမနေတာလေသူတို့နိုင်ငံကြီးဘလောက်ပဲဟိုတိုးတက်နေတိုးတက်နေလုံးဝမကြည့်ပါဘူးရှင် ို့အိမ်မှာကို့အဲ့လိုနှွေးထွေးမှုကဘာနဲ့မှရှင်လို့မရအောင်ဆိုတော့အရန်ဝမ်းသာပါတယ်ကို့ညီကိုမောင်နှမတွေနဲ့ပြန်ဆောင်ရတာကလည်းဟိုမထင်နိုင်ရသလောက်ကိုလေဟိုအရန်စိတ်လှုပ်ရှားတယ်ပျော်ရပါတယ်ရှင်ဟုတ်ကဲ့ရတယ်ဝန်တာရတူကိုကြတယ်ရန်ရှိကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင့်ဟိုခင်ရတော့လေအဲ့လိုမွေးကလေးကဟိုဖေဖေရှူတန်မှာကြီးလာတာဆိုလေကို့မိသားစုကြီးလိုပဲပေါ့နော်အဲ့လိုမျိုးဖြစ်နေရောပြော့ ငငယ်လေးတည်းကလည်းခေးကြီးလာတော့သူတို့ကမြင်လာတဲ့လူတွေအားပေးလာတဲ့သူတွေဆိုတော့မိသားစုလိုပါပဲအာအယောင်ဝမ်းသာပါတယ်ခေးလည်းဒီနွေထွေးတက်ကိုခေးလိုနေရလို့ထင်ပါတယ်ဘောရမှာပေါ့နော်အရှိတ်ကိုဆက်သွားနိုင်ဖို့အခုတော့စူးစမ်းတော့မယ်